ကျွန်တော်တို့ရဲ့နောက်ထပ်တင်ကတော့ပြင်သစ်ကိုသွားပါမယ်။ပဲရစ်မြို့မြောက်ဘက်စင်ဂျင်ဖုန်ကန်မှာစာပါပီတင်းသေးစီနိုင်တဲ့လီမုန်တိုင်းတစ်ခုတိုက်ခိုက်ခဲ့ပါတယ်။ဒါက grain တွေကိုလဲချပြီး commodity တွေကိုဆွဲဖျက်ပစ်ခဲ့ပါတယ်။အနာပိုင်တွေကဒီမုန်တိုင်းဟာအလွန်အကောင်ကြီးထူးခြားတယ်လို့ပြောခဲ့ပါတယ်။အရေးပေါ်အဖွဲ့တွေဟာအခုပျက်စီးမှုတွေကိုစစ်ဆင်နေပြီးလဲချတဲ့တိပင်းတွေနဲ့အပျက်စီးတွေကြောင့်ပေးဆွနေတဲ့လမ်းတောက်လမ်းမတွေကိုရှင်းလင်းနေပါတယ်။ ပဲရစ်မှာဒီအပအတွင်းစပါပြီးအကောင်ရလီမိုတိုင်းတစ်ခုတိုက်ခိုက်ခဲ့ပါတယ်ဒါဟာပြင်တင်မှာ18နှစ်အတွင်းပထမဆုံးတည်စီတဲ့လီမိုတိုင်းဖြစ်ပါတယ်တာဝန်ရှိသူတွေကဒါကိုရှားပါတဲ့အပြည့်မှုရှိတဲ့မိုတိုင်းလို့ဖော်ပြခဲ့ပါတယ်ဒါဟာပဲရစ်မြောက်ဘက်နဲ့အနီးတဝိုက်ဒေသတွေကိုဖြတ်ကျော်ခဲ့ပြီးခရိုင်10ခုနီးပါးဖြည့်ဆည်းခဲ့ပါတယ်ဒါပေမဲ့ပဲရစ်အရှိမြောက်ဘက်ကီလိုမီတာ20အကွာကဟာမဲမြို့ဟာအဆိုးဆုံးတိုက်ခိုက်ခဲ့ပါတယ် လေမော်တန်က grain တွေကိုဖြည့်ဆည်းပြီးခေါင်းမိုးများစွာကိုဆွဲဖြဲပစ်ခဲ့ပါတယ်။အင်တာနက်ပေါ်ကဗီဒီယိုတွေမှာ grain ၃ခု second အနည်းငယ်တွင်ပြိုလဲသွားတာကိုပြတ်တက်ထားပါတယ်။ grain တစ်ခုဟာ second တစ်ခုပေါ်လဲကျခဲ့ပြီးနောက်တစ်ခုကလူနေအဆောင်တစ်ခုပေါ်ကိုလဲကျခဲ့ပါတယ်။အသက်23နှစ်အရွယ်ဆောက်လုပ်ရေးလှုပ်သားတဦးနေရာမှာတည်ဆုံးခဲ့ပါတယ်။အခြားလူ၁၀ဦးဒဏ်ရာရရှိခဲ့ပြီးသူတို့ထဲက၄ဦးဟာအခြေအနေဆိုးဝါးနေပါတယ်။ မြင့်မြင့်တူကပြောခဲ့တာကကျွန်တော်ရောက်လာတဲ့အချိန်မှာဆောင်းတဲ့ဖုံးအုပ်ထားတဲ့အလောင်းတစ်ခုကိုတွေ့လိုက်ပါပြီ။အဲဒီလူအတွက်နောက်ကျသွားပြီဆိုတာနားလည်လိုက်ပါတယ်။ကျွန်တော်တို့ဒဏ်ရာရသူတွေကိုအကောင်းဆုံးကူညီခဲ့ပါတယ်။ကျွန်တော်တို့နောက်မှာမတန်ဆွမ်းတွေကိုကူညီပေးတဲ့စေဘဆိုင်ရာဖွဲ့စည်းတစ်ခုရှိပါတယ်။တရေပေါ်ဝန်ဆောင်မှုရောက်လာတဲ့အထိသူတို့ပြင်ဘေးကင်းမှုရှိစေဖို့တေချာစီခဲ့ပါတယ်။နောက်ကျတော့ဗာပြောလဲဆိုတော့ကျွန်တော်အရန်အအားတင်သွားတယ်။ကျွန်တော်တို့ရောက်လာပြီးတဲ့နောက်ဘေးဘက်က အဆောက်အုံငယ်တယ်ပြီးလဲကျသွားတယ်အဟိတနေကြာလိုက်ရတယ်ကြောက်စရာကောင်းလိုက်တာအဲ့ဒီညာအဲ့လို့မညာခဲ့ပါဘူးနောက်ထပ်ဒေသခံတဦးကလုံးဝမမြင်လိုက်ပါဘူးအမေကလက်ဖက်ရည်တောက်ဖို့ဖုံးဆက်လာတဲ့အချိန်မှာမိုးသားအနေငယ်ရွာနေတာပါအိမ်မှာနေမယ်လို့ပြောခဲ့ပါတယ်7မိနစ်ကြာမှအပြင်ထွက်ဖို့အချိန်ယူရမယ့်အချိန်အတွင်း grain ပြိုလဲသွားပါတယ်အလုံးအရန်ကိုမြန်ဆန်စွာပြစ်ပွားခဲ့ပါတယ် ဘယ်မှပြင်ဆင်ထားခြင်းမရှိခဲ့ပါဘူးအာကောင်နဲ့လေတိုက်ခတ်မှုကပဲရစ်ပါလက်ကအဝေးပြေးလမ်းမတွေကိုလည်းပျက်စီးစေခဲ့ပါတယ်တိတ်ကိုင်းတွေနဲ့ပျက်စီးတွေကလမ်းတွေကိုပိတ်ဆို့ထားတာကြောင့်ရေမောင်းတွေရပ်တန့်ခဲ့ရပါတယ်အမြင့်နဲ့ခွဲထွက်သွားတဲ့တပင်းတွေနဲ့ကျိုးပဲ့သွားတဲ့အိမ်ခေါင်းမိုးတွေကိုမြောက်ဘက်စီစဉ်မှုခဲမှမြင်တွေ့ခဲ့ရပါတယ်ဒေသခံဦးကလူရဲ့အတွေ့အကြုံကိုမျှဝေခဲ့ပါတယ်ခွေးကကျွန်တော်ကိုတတိပေးခဲ့တာပါသူဆန်းစွာပြုမှုပြီးပုံနေပါတယ် ကျွန်တော်ပဒင်းပေါက်ကနေကြီးလိုက်တော့လေးပတ်လဲကိုတွေးလိုက်ရတယ်ကျွန်တော်စပွဲအောက်မှာအမြန်ပုန်းခဲရပါတယ်လေးတက်ခတ်မှုအရန်ကောင်းပါတယ်အားလုံးကိုတွေးလိုက်ရတယ်တကယ်ကြောက်စရာကောင်းလိုက်တာနောက်ကြောက်ပြောတာကတော့ကျွန်တော်ကားကိုလဲချတဲ့တစ်ပင်ကထိခဲ့ပါတယ်ကျွန်တော်ဝမ်းနေပါတယ်ကားအတွက်မဟုတ်ပါဘူးတစ်ပင်အတွက်ပါဒါနှစ်ပေါင်းတရာရှိတဲ့တစ်ပင်မှာကားကိုအစားထိုးနိုင်ပေမဲ့တစ်ပင်ကိုအစားမထိုးနိုင်ပါဘူးကျွန်တော်ကားရဲ့ခေါင်းမိုးနဲ့ပရင်းတွေ ကျိုးပဲ့သွားပေမဲ့ဒီလိုတစ်ပင်တစ်ခုစိုးစိုးရတာနိုင်ရှင်ရင်ဘာမှမဟုတ်ပါဘူးအာမခန်ကကားအတွက်ငွေချေပေးမှာပါဒါပေမဲ့တစ်ပင်ကတမိုးမဖြတ်နိုင်ပါဘူးပြင်တဲ့ရာဒီယိုတူအဖွဲ့အစည်းတစ်ခုကလေးပင်မုံတိုင်းဟာစူပါဆဲလို့ခေါ်တဲ့မုံတိုင်းအမျိုးအစားကနေဖြစ်ပေါ်လာနိုင်တယ်လို့ပြောခဲ့ပါတယ်ဒီလိုမုံတိုင်းမျိုးမှာနိုင်ရည်ပေါင်းများစွာကြာရှည်နိုင်တဲ့လေပတ်လေတဲ့လေတိုင်းရှိပါတယ်ဒါဟာ အလိုအနဲ့များတဲ့ရာဒီဥတုကြီးမားတဲ့မိုးဒီကြတာအားကောင်းတဲ့လေတက်ခိုက်တာနဲ့တခါတလေလီမိုတိုင်းတွေဖြစ်စီတက်ပါတယ်အနာပိုင်းတွေကအပြည့်ဝအပြည့်စုံမှုကိုဆက်လက်ဆင်းနေပြီးတိခိုက်ခဲ့တဲ့နေရာတွေဘေးကင်းမှုရှိစေဖို့တေချာစီပါတယ်ဒေသခံများစွာအတွက်ဒီမိုတိုင်းဟာတဘာဝရဲ့ပြည့်စုံမှုကိုဘလောက်လင်းမြန်စွာနဲ့အားကောင်းစွာပြည့်စင်နိုင်လဲဆိုတာပြင်ထန်တဲ့ဒီပြည့်ချက်တစ်ခုဖြစ်ပါတယ်